ပြန်ပြီးတော့တုံ့ပြန်တဲ့အနေနဲ့ A ကပြန်ပြီးလက်နေကြီးပြန်ပြီးတော့ပြတ်ထဲတော့မင်းတို့တွေပြတ်တက်တာမဟုတ်ငါတို့လည်းပြတ်တက်တယ်ဆိုပြီးတော့ပြန်ကျုံးတာပေါ့နော်အဲ့လိုကျုံးတဲ့အခါမှာဆစ်ကောင်စီဘက်ကတော်တော်လေးထိခိုက်များသွားတယ်တက်ချက်ကြီးကိုဘူးကဒါမဟုတ်ဘဲဝေစားမှန်ချစ်ကိုတော့ဝေမစားနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်လက်ရှာအချိန်မှာနှစ်ယောက်လုံးတွေ့တော့အခုနလိုပဲဒါမုံတော့မကြွေးတော့ဘူးကြည်စံနေပဲကြွေးလိုက်တာပေါ့နော်တယောက်က၃ချက်တယောက်က၂ချက်နဲ့အသက်တွေထွက်ကုန်ကြတယ်ပေါ့နော် င်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ၄ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေထူးခြားသတင်းတွေရှိတယ်ပေါ့နော်ပြီးရင်သုံးပွဲဆိုင်အချစ်ဇလန်းတွေလည်းပါမယ်ပေါ့နော်ပြီးတော့အာခတ်တက်တော့ AA ကကောပါစရီနာတီထိုးဖောက်ဝင်ရောက်ခဲ့တဲ့ဒါဖြစ်စဉ်တွေရယ်ပြီးတော့ဒီ online လိမ်လည်မှုနဲ့ပတ်သက်လို့ပေါ့နော်ဒါကြားဖြန်နဲ့ပတ်သက်လို့ဒါစစ်ကောင်စီအခြေအနေမကောင်းတဲ့အကြောင်းအဲအကြောင်းတွေနဲ့ပတ်သက်လို့ကျွန်တော်ပြောကြမယ်ပေါ့နော်အဲတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာစာဖဘူကြီးကျော်မျိုးဦးနဲ့ဒါထွေအုပ်စရေးခင်းနီလာထွေတို့ကိုစစ်ကောင်စီတက်ချက်ကြီးတအုပ်က ဒါတိခတ်တက်ဖြတ်လိုက်တယ်ဆိုတော့ဖြစ်စဉ်ပေါ့နော်အဲ့ဟာကတော့အရန်ကိုဒါပြည်သူတွေဝမ်းသာအားရရှိလာတဲ့ဖြစ်စဉ်ဖြစ်နေတာပေါ့လေနော်အဲ့တော့ဒါစကုမျိုးနဲ့ဒါထွေအုပ်ဒါဆေးရီးမနဲ့ပေါ့နော်တက်ချက်ကြီးကိုပုတို့ကဒါချစ်သူတွေဒါပြစ်တက်လိုက်တဲ့တက်ချက်ကြီးကကိုပုကိုပုကဒါဒီသူတို့နှစ်ယောက်ကဒါချစ်သူတွေဖြစ်ခဲ့ကြအရင်ဆုံးဖြစ်တယ်ပေါ့နော်အဲအဲ့နောက်ပိုင်းကျမှဒါထွေးဥစင်းမှဒါခင်လာထွေးကဆာဖတ်ပူကြီးကျော်မျိုးဦးနဲ့ထပ်ပြီးတော့ချစ်ကြိုက်တော်တော်ဆိုးဆိုးတော်တော်ဆိုးဆိုး ကိုပူနဲ့လည်းချက်ကြိုက်တယ်ဒါခုနဟိုဘိုးကြီးနဲ့လည်းချက်ကြိုက်တယ်ပေါ့နော်အဲ့ဒါကိုတက်ချက်ကြီးကိုပူကဒါမဟုတ်ပဲဝေစားမှအချစ်ကိုတော့ဝေမစားနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့စကားအတိုင်းပဲဒါမခံမြတ်နိုင်နေဖြစ်ပြီးတော့သူတို့လိုက်ရှာတယ်လိုက်ရှာတဲ့အချိန်မှာနှစ်ယောက်လုံးတွေ့တော့ဒါခုနလိုပဲဒါမုံတော့မကြွေးတော့ဘူးကြည်စံနေပဲကြွေးလိုက်တာပေါ့နော်တယောက်က3ချက်တယောက်က2ချက်နဲ့အသက်တွေထွက်ကုန်ကြတယ်ပေါ့နော်အဲ့တော့ဒီနှစ်ယောက်လုံးနောက်ဘွားကြမှာပဲပေါင်းဖမ်းရမယ့်ပုံစံဖြစ်နေတာပါလိမ့်နော်ဒါကိုပူကလည်းတော်တော်လေးခံစားရမယ့်ပုံစံမျိုးပေါ့နော် ရုပ်ရှင်ကားရဲရလို့တော့ဒါကိုဘူးကသူ့ကိုယ်သူတော့ပြန်ပြီးပြတ်တက်တာမျိုးမလုပ်ပါဘူးတဲ့ဖန်ခံလိုက်ရတယ်ပွင့်ဖြူဝါတက်ကစစ်သားရင်းနဲ့ဒါလက်ကိုင်းမျိုးရဲစခန်းကရဲရီစီမှာအဖမ်းခံခဲ့တယ်ဒါကဖြည့်ရိုးဖြစ်စင်ပဲဖြည့်ရိုးဖြစ်စင်တကယ်ပြောတာစစ်ကောင်စီတက်ထဲမှာဒီထက်ဆိုးတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဒီထက်ဆိုးွားတယ်ဗျာတကယ်အဲ့ဖြစ်စင်ရမကြောက်ဝမ်းမနာတာဆိုတဲ့ဖြစ်စင်တွေကဆက်စစ်ကောင်စီစစ်တက်ထဲမှာအများကြီးရှိတယ်အဲ့လိုမျိုးဖုံးဖိထားပြီးတော့အပြင်ကိုမထွက်လာတဲ့သတင်းတွေအများကြီးရှိတယ်ကျွန်တော် ရှိခဲ့စဉ်တော့တွင်းမှာကိုပဲဒါမျိုးဖြစ်စဉ်နေအများကြီးကိုကြုံခဲ့ရဘူးတယ်ပေါ့နော်ကြားလိုက်ဟာဟင်းနဲ့ဖြစ်သွားမှာပေါ့နော်အဲ့တော့ဒါဖြစ်လေဖြစ်တာရှိတယ်ဒါပေမဲ့ပြည်သူတွေကဘာလို့ပြောကြရလဲဒီလိုမျိုးဖြစ်စဉ်ကဒီထဲမှာနေတော့မဟုတ်အပြင်မှာလည်းရှိတာပဲဒါပေမဲ့ပြည်သူတွေဘာဖြစ်လို့ပြောကြရလဲစစ်ကောင်စီစစ်သားတွေဖြစ်လို့ကိုပြောကြတာပေါ့နော်သူတို့အချင်းချင်းအခုလိုမျိုးပြင်းလိုက်တော့ဒလိုင်းတက်ဖွဲ့တက်တာတာပေါ့လေနော်ခုဒါပြည်သူတွေကလုံးဝဒီလိုမျိုးဖြစ်စဉ်ကိုအရင်နှုံးကလေးကလည်းကြားပြီးသားသူတို့ပတ်ဝန်းကျင်မှာလည်းရှိထားပြီးသားဒါပေမဲ့လည်းစစ်ကောင်စီစစ်သားအချင်းချင်းအခုလိုမျိုး ချင်းချင်းပြစ်ခတ်ပြီးတော့ဒီဖြစ်စဉ်တွေသိရတဲ့ခါကျတော့ပို့ပြီးတော့ပျော်ကြတယ်ဆိုတာကပြည်သူ့ဘက်မှာမြဲတည်ခဲ့တဲ့ဒီစစ်သားတွေအနေနဲ့အခုလိုတေဆိုးနဲ့တေနေကြတဲ့ဟာဝမ်းသာလားအဲ့လိုမျိုးအားရတယ်ဟောနော်အဲ့တော့ကျွန်တော်လည်းပျော်ပါတယ်အဲ့တော့ဒီပြည်သူ့ဘက်မြဲတည်တဲ့စစ်ကောင်စီစစ်သားတွေအနေနဲ့ပေါ့နော်ဘလို့ပုံစံမျိုးနဲ့ပဲအသက်ထွက်ထွက်ပေါ့နော်ဒါပြည်သူကလက်ခုပ်တီးနေရတဲ့အဖြစ်ထပ်ပြီးဝမ်းသာရတာရှိတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီကဒီသတင်းကိုကျွန်တော်အပြင်ကသူတွေမသိအောင်ပေါ့နော်အပြင်ကသူတွေဝမ်းသာမှာစိုးလို့သူက ဖုံးဖိဖို့စ조사ခဲ့တယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုကျွန်တော်ဝမ်းသာအားရတာပေါ့နော်ဒီသတင်းကိုကြည်ကြည်ပြန့်ပြန့်မပြောဖို့ဆိုပြီးတော့ဒါပြီးခဲ့တာတွေပြီးပါစီတော့ဆိုပြီးတော့ကန့်သတ်ခဲ့တာရှိတယ်ဒါကိုဝမ်းသာဖို့ပြည်သူတွေဝမ်းသာဖို့ကျွန်တော်ဝမ်းသာဖို့အတွက်ကိုသတင်းမီဒီယာအစီကိုပို့ဆောင်ခဲ့တာဖြစ်တယ်ဟိုကမသိအောင်ဖုံးဖိနေပါတယ်ဆိုနေမှာပေါ့နော်အခုလိုမျိုးအပြင်ကိုသတင်းပို့ပြီးတော့အတိအကျနဲ့ရေးပေးတဲ့အတွက် ပို့ပြီးတော့တော့ဝမ်းသာသည်တယ်အဲအဲ့ပွေးဆိုရင်မန်လေးကအဲအဲ့တက်ကြက်ကြီးကိုဘူးဆိုရင်ကြောက်ဘလောင်းကဘယ်သူဆိုရင်ဗာအဲဘယ်အိမ်မှာတွေ့တာသူတို့နှစ်ယောက်ချင်းတွေ့နေတဲ့အိမ်ဖြစ်တယ်ဒါမျိုးပုံစံမျိုးထီကိုတီးကြနဲ့ပြောလာပြတာပေါ့နော်ဒီကတော့အဲ့လိုမျိုးပြောလာပြတဲ့ဆိုတာကလည်းစစ်ကောင်စီစစ်တဲ့ထဲမှာဒီလိုမျိုးတွေဖြစ်နေတယ်အချင်းချင်းတွေတော့ဒီလိုတွေဖြစ်နေတယ်ဆိုတော့ရည်ရွယ်ချက်မျိုးနဲ့အပြင်ကိုထုတ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ ဒါလည်းဒါကျေးဇူးတင်ရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီတပ်ထဲမှာဒီလိုဖြစ်စင်နေဆိုတာကဒါမနေမနောရှိတယ်ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲဒီတပ်နဲ့နှီးဆက်တဲ့သူတွေဆိုရင်တော်တော်လေးသိကြပါတယ်ပေါ့နော်နေခဲ့ဘူးတဲ့သူတွေဆိုလည်းသိကြတယ်ပေါ့နော်ဒါမဲ့အပြင်ကပြည်သူတွေအနေနဲ့ကြတော့တချို့အကြောင်းအရာတွေကိုထူးဆန်းနေလိုက်တယ်ပေါ့နော်။ဒါမဲ့လည်းဒါကအညီဟောင်းကိစ္စတွေဖြစ်တဲ့အတွက်တော့ဒါမပြောလို့ဘူးပေါ့နော်။ပြောချင်တာကစစ်ကောင်စီကသူ့ရဲ့တရေးတက်ရာကိစ္စတွေကိုတောင်မှသူကဖုံးကွယ်ထားလို့မရတော့ဘူး။ထိန်းချုပ်လို့မရတော့ဘူး။အဓိကထိန်းချုပ်လို့မရတော့ဘူး။အပြင်ကိုမပြတ်ပါစေနဲ့လို့ တို့အဲ့မှာဒါတို့တေချာပေါက်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဖုံးဖိဖို့ပြောဆိုခဲ့ကြမှာပဲဒါပေမဲ့ဘလို့ပြန်လဲအပြင်ကအယတားပြည်သူကတော့အဲ့တရင်ကိုချက်ချင်းလက်ငင်းတွားပြီးတော့သိမှာမဟုတ်သူတို့မှအထဲထဲမှာမနေရဒါပေမဲ့အထဲထဲကနေကိုပဲအပြင်ကိုပြောလာလို့ဒီတရင်နေအပြင်ရောက်ခဲ့တာ အဲဒါကြောင့်မလို့ဆက်ကောင်စီအနေနဲ့သူ့ရဲ့တက်တွင်းကတရေးတရာကိစ္စမျိုးတွေဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်ဒါတရားဒီကိစ္စမလို့ပြောတာပေါ့နော်အခြားသောအရေးကြီးကိစ္စမျိုးပဲဖြစ်ဖြစ်လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စမျိုးပဲဖြစ်ဖြစ်စစ်စင်ရေးနဲ့ဆိုင်တဲ့ကိစ္စမျိုးပဲဖြစ်ဖြစ်သူဘလို့မှမထိန်ချုပ်နိုင်တော့ဘူးဆိုတဲ့ဟာကဒါတွေကတက်တည်ပဲပေါ့နော်အထူးခြားဖြစ်စဉ်တွေတရင်တွေအကုန်လုံးအပြင်ရောက်တယ်သူတို့စီမံချက်ဘလို့လုံနေတယ်လဲဆိုတဲ့ဟာအကုန်လုံးအပြင်ရောက်တယ်စစ်ကြောင်းပဲကိုထိုးမလဲဆိုတဲ့ဟာကစား တပ်ဖွဲ့တွေစုကိုရောက်တာတွေရှိတယ်ဗောနော်အဲအဲအကြောင်းမလို့စစ်ကောင်စီသူတို့အတွင်းထဲမှာကိုပဲဒါသူတို့အချို့အချင်းချင်းကြားမှာဗောနော်သူတို့စကားကိုနားမထောင်တဲ့သူတွေအများကြီးရှိလာနေပြီဒါဟာဘာကိုပြတယ်လဲဆိုရင်ဒါလူလူကစစ်ကောင်စီကိုမလိုလားတော့ဘူးသူတို့ရဲ့မလိုလားမှုတွေကပို့ပြီးတော့ပြင်းထန်လာနေတယ်ဆိုတဲ့အကြောင်းကိုပြတာဗောနော်ဒီကစစ်ကောင်စီရဲ့သတင်းတွေကအခုလိုမျိုးပဲတေချာပေါက်ဖုံးပြီလေလေအပြင်ကိုထွက်လေလေဖြစ်နေဦးမှာပဲပေါ့နော်လှုပ်တယ်တိုက်ပွဲတွေမှာတေသွားတယ်တေဆုံးနေများနေလို့တမတခုလုံးကိုတန်းစီတယ်တန်းစီပြီးရင်ဒီရဲမေတွေကစပြောတယ် ညတို့ဒီသတင်းတွေကိုအပြင်ကိုမရောက်စေနဲ့နောက်နေ့သတင်းတွေကလိုင်းပေါ်ရောက်လာလုံးဝတင်ဆိုင်ကုန်းနေအပိုင်စားယူတဲ့အပိုင်စီးတယ်ဒီသတင်းတွေပတ်သက်လို့အပြင်ကိုမထွက်စေနဲ့မှားလိုက်တယ်နောက်နေ့အပြင်ကိုတက်ရောက်လာတယ်အဓိကတော့မေ့နေမှာသူတို့သတိဝေးတဲ့အတိုင်းပဲညတို့အပြင်ကိုပြောဖို့မေ့နေအောင်မယ်နော်ပြောလိုက်အောင်လို့ပြောတဲ့အတိုင်းပဲအပြင်ကိုတန်းတန်းပြီးတော့ရောက်လာတယ်ဗောနော်အဲ့တော့ဒါကလည်းပြည်သူတွေကြားထဲမှာစိတ်ဝင်စားဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဗောနော်အဲ့တော့နောက်ထပ်သတင်းကောင်းကြီးရှိပါတယ်အဲ့ဒါကစစ်ကောင်စီလက်နက်ကြီးရမ်းပစ်လို့ အေအေကပြန်ပြီးတော့တုံ့ပြန်တဲ့အနေနဲ့လက်နက်ကြီးတွေပြန်ပြီးပြစ်ခတ်ခဲ့တဲ့တဲ့အဲ့ဒါမနေ့ကကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့ဒါကတော့အေအေကအခုလိုမျိုးပြန်ပြစ်တဲ့အခါဘလို့ရလက်ထွက်တယ်လဲဆိုတဲ့ကြောင့်ဒီနေ့သတင်းထပ်ပြီးတော့ရတယ်ပေါ့နော်အဲ့တော့တကယ်အရေးကြီးတဲ့နေရာတွေကိုကြာရောက်ပောက်ကွဲပါတယ်တဲ့ဒီကစစ်ကောင်စီကသူတို့တက်တဲ့ကနေပြီးတော့ပေါ့နော်အဲဒီလက်နက်ကြီးတွေနဲ့ပေါ့နော်ဒါအပြင်မှာရှိတဲ့ဂျေးရွာတွေလူနေအိမ်ကြီးတွေအဲဒါမျိုးနေရာမျိုးတွေကိုရန်တမ်းပြစ်ခတ်ခဲ့တာကြောင့်မလို့ထိခိုက်ဒဏ်ရာရတာတွေတိုက်ဆုံးတာတွေပြိုကျပျက်စီးတာတွေဒါမျိုးတွေအထိဖြစ်ခဲ့တယ်အဲ့ဒါတွေကို ပြန်ပြီးတော့တုံ့ပြန်တဲ့အနေနဲ့ A ကပြန်ပြီးလက်နေကြီးပြန်ပြီးတော့ပြတ်ထဲတော့မင်းတို့တွေပြတ်တက်တာမဟုတ်ငါတို့လည်းပြတ်တက်တယ်ဆိုပြီးတော့ပြန်ကျုံးတာပေါ့နော်အဲ့လိုကျုံးတဲ့အခါမှာဆစ်ကောင်စီဘက်ကတော်တော်လေးထိခိုက်များသွားတယ်ဆိုပြီးတော့သိရတယ်အတိအကျသိရဖို့ကျွန်တော်ထပ်ဆုံစမ်းမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဟာကဆစ်ကောင်စီရဲ့ဒါကစားစစ်တွေတန်ရင်ဌာနချုပ်ပေါ့နော်အဲ့လိုတန်ရင်ဌာနချုပ်တွေဒါကစားစစ်တွေလို့ဌာနချုပ်ကြီးတွေအဲ့လိုနေရာမျိုးတွေအသီးသီးမှာကြောက်ရောက်ပြီးတော့ပောက်ွဲတယ်တဲ့ဆစ်ကောင်စီကနိုဝင်ဘာနောက်ဆုံးအပတ်ကနေစပြီးတော့အေးထိန်းချုပ်ထားတဲ့ရသေးတောင်ပုံနာကျွန်း ပြီးရင်ပေါတော့စတဲ့မြို့နယ်တွေကကြေးရွာတွေကိုအခုလိုမျိုးလက်နေကြီးနဲ့ရန်တမ်းပြစ်ခတ်တဲ့ဟာကိုနေ့စဉ်လှုပ်ခဲတာဒါကို A ကတုံ့ပြန်တဲ့အနေနဲ့ဒါစစ်တွေမှာအခြေဆိုင်ထားတဲ့တရင်ဌာနချုပ်နဲ့ဒါကစလိုနေရာမျိုးတွေကိုပြန်ပြီးတော့ပြစ်ခတ်ခဲ့တာဖြစ်တယ်အဲ့တော့အားခတ်တော့ A ကရှေ့မှာလည်းပြောခဲ့မှုတာပေါ့နော်စစ်ကောင်စီဘက်ကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကတိုက်ပွဲမရှိဘဲနဲ့ပေါ့နော်အဲ့လိုနေရာမျိုးကပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်တဲ့ချိန်မှာဒီဟာနဲ့ပတ်သက်လို့ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်တယ်အဲ့ဒီစကားကအလကားမဟုတ်ဘူးပေါ့နော်အခုချိန်မှာဒါတွေကတကယ်ဖြစ်လာနေပြီ မင်းတို့မှပြစ်တတ်တာမဟုတ်ငါတို့လည်းပြစ်တတ်တယ်မင်းတို့မှဒါမင်းတို့မှယမ်းပြစ်သေးတယ်ငါတို့ကအတိကျပြစ်တာဆိုတဲ့ပုံစံမျိုးနဲ့ဌာနချုပ်တွေတည်းတည်းထည့်ပြင်းတာပေါ့နော်အဲအကြောင်းမလို့လေအထဲတဲကစစ်ကောင်စီစစ်သားမိသားစုတွေဆိုရင်မြို့ပေါ်ပါထွက်ပြေးရတဲ့အဆင့်တွေဖြစ်ကုန်တာပေါ့နော်အဲ့တော့ဒီဇင်ဘာ2ရက်နေ့ကပြစ်ခတ်မှုတွေကတော့စစ်ကောင်စီရဲ့ဒီဒါကစားစစ်တွေနဲ့ဌာနချုပ်တွေပြီးရင်အခြားတိုင်ရင်ဌာနချုပ်တွေဒီထဲကိုကြောက်ရောက်ပောက်ွဲတယ်တိကျတဲ့ပြစ်ခတ်မှုတွေကြောင့်မလို့စစ်ကောင်စီစစ်သားတွေအထိကိုက်များစွာရှိနေပြီးတော့ တို့ရဲ့မိသားစုတွေပေါ့နော်။မြို့ပေါ်ကတရင်တွေကိုတော့ပြောင်းရွှေ့နေရတယ်ဆိုပြီးတော့သိရတယ်။အဲ့တော့ထပ်ပြီးတော့ပြစ်ပေးကြပါ။စစ်တွေမှာဒါကစားရှိတယ်။ပြီးရင်နဘခနဘခပြုတ်သွားနဘခပေါ့နော်။နဘခနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဲဥစားကိုယာယီစောက်ထားတဲ့နေရာရှိတယ်။ပြီးရင်ခလာရ20ရှိတယ်။ခလာရ230နှစ်ရှိတယ်။ခလာရ290ရှိတယ်။ခမရ344ခမရ354ရှိတယ်အမှတ်7နဲ့အမှတ်36ရဲတပ်ရင်းတွေရှိတယ်ပြီးရင်အမှတ်908စစ်မြေပြင်အင်ဂျင်နီယာတက်ရှိတယ် ပြီးရင်ရွှေမင်းဝံဒါရေတပ်စခန်းရှိတဲ့အမှတ်3ဖြူဟာရေတပ်ဌာနချုပ်ရှိတယ်ရေတပ်ရှိတယ်တိုက်ခိုက်ရေးတပ်တွေရှိတယ်အင်ဂျင်နီယာတပ်တွေရှိတယ်ဌာနချုပ်တွေရှိတယ်ပေါ့နော်ဒါနဘာခါလို့ယာယီစောက်ထားတဲ့နေရာမျိုးတွေရှိတယ်အဲ့လိုနေရာမျိုးတွေကိုလည်းတိတိကျကျဒီထက်ပို့ပြီးတော့ပြင်းပြင်းထန်ထန်ပြစ်ခတ်ပေးပါဘောအဲ့တော့စစ်ကောင်စီက A နဲ့ရင်ဆိုင်နေရတဲ့နေရာတိုင်းပဲနေရာမှာဖြစ်ဖြစ်သူတို့အမြင်အထိနာတယ်ခုဆိုသူတို့အလောက်ကဒီစစ်သားအနေနဲ့သူတို့ရဲ့မိသားစုတွေပေါ့နော်အဲသူတို့အကြီးအကဲတွေကိုအားစားသူတို့မကျေနပ်ကြတော့ဘူးပေါ့နော် အခုကြည့်လေဟုတ်တယ်တကယ်ကျင်းတတ်မှလည်းမဟုတ်ဘူးသူတို့သွားပြီးတော့ရန်တမ်းပြစ်ခတ်လိုက်တဲ့ဟာကြောင့်လို့ AA ကပြန်ပြီးတော့ဆော်တယ်ဆော်တဲ့အခါမှာတို့မိသားစုတွေအခုပြောင်းပြေးရတယ်ထွက်ပြေးရတယ်အဲ့တော့အချင်းတွေကပို့ပြီးတော့တင်းမှာလေအဲ့သူတို့အဲ့လိုမျိုးရောက်ရက်ခတ်ပြီးဟေးဆိုတဲ့အခါကျရင်သူကအထက်ကလူကြီးတွေကိုသူတို့အပြစ်တင်မှာပဲသိကြတယ်ဘာကြောင့်လဲဟာနေစင်းရဲ့အစားစင်းရဲ့ဟာဟိုနေရာပြေးရဒီနေရာပြေးရဟာဘယ်နေတင်မလဲမသိဘူးအဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေတာအကြံခဲ့တဲ့ယောက်ျားကလည်းတင်းမှာလားမသိဘူးလား ဒါမျိုးတွေဖြစ်နေတာပေါ့နော်အဲအကြောင်းမလို့တို့ချင်းချင်းကြားထဲမှာလည်းဂျင်းနဲ့မှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုက A က10လကြော်ကြာဒါတိုက်ပွဲတစ်ခု ပေါ့နော်ရခိုင်ရုံးမအဆက်ကဒါတိုက်ပွဲမှာဒါ10လကြော်ကြာတိုက်ခိုက်ပြီးတဲ့အချိန်မှာစစ်ကောင်စီရဲ့စခန်း9ခုနဲ့ကြေးရွာ3ခုကိုတင်ပိုက်ထိန်းချုပ်ထားနိုင်တယ်ဆိုပြီးတော့ ISP မြန်မာကဒီဇင်ဘာ၁ရက်နေ့ထုတ်ပြန်ချက်အရကျွန်တော်ဒီအစီရင်ခံစာအရသိရတယ်ပေါ့နော်။ဒီဆယ်လကျော်တိုက်ခိုက်မှုအတွင်းမှာဒါအေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့စစ်စခန်း၅ခုနဲ့ကျေးရွာ၃ခုကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့အပြင်ပဲခူးကကပ္ပဆာ၆နဲ့မကွေးကကပ္ပဆာ၁၄လိုနေရာမျိုးတွေအထိကိုကတ်ပြီးတော့ထိန်းချုပ်ထားနိုင်တာတွေချိန်ချောက်ထားနိုင်တာတွေဒါရှိလာနေတယ်။ဒီနေရာတွေကိုဥတည်နေတာတွေတွေ့လာနေရတယ်ပေါ့နော်။အဲ့တော့သိမ်းပိုက်ထားနိုင်ခဲ့တဲ့စခန်း၅ခုကဒါ Amberdan Landmine မှာ၂ခု တောင်ကုန်းပတောင်းလမ်းပိုင်းမှာနှစ်ခုခွာငတိုင်းချောင်းလမ်းပိုင်းမှာတစ်ခုအားရတယ်ပေါ့နော်ဘလိုပဲဖြစ်ဆွဲကောင်စီကဒီနေရာတွေကိုပြန်ရဖို့ဆိုတာမလွယ်ကူတဲ့အနေအထားကိုဒီနေ့ဒီချိန်ထိမြင်တွေ့နေရသေးတယ်ပေါ့နော်အဲ့တော့နောက်ထပ်ဒါတိမ့်စီနိုင်ခဲ့တဲ့ဒါထိန်းချုပ်ထားနိုင်ခဲ့တဲ့ကျေးရွာ၃ခုဆိုရင်ဒါမကွေးတိုင်းငဖဲမြို့နယ်တဲကဒါပစီကျေးရွာရှိမယ်ရွှေတောင်ရမြို့နယ်တဲကဒါမကြီးစင်ကျေးရွာနဲ့အဲဘုံမီကျေးရွာပေါ့နော်မကြီးစင်ကျေးရွာနဲ့ဘုံမီကျေးရွာဆိုပြီးတော့ အဲပစီနဲ့ဆိုရင်300ရှိတယ်ဗောနော်အဲ့တော့စကန်5ခုနဲ့ရွာ300ဒီပစီဆိုလဲသူတို့တောက်လျှောက်စင်ရတယ်ပို့ပြီးတော့အဲဒီနေရာကိုကြော်ဖြတ်ဖို့လုံနေတာအခုထိမရဘူးဒီနေ့ကဘလုံးမမရောက်ဘူးဖြစ်နေတာဟိုမှာကဘာလုံးတွေလည်းပြတ်ကုန်ပြီဗောနော်ကဘာတွေပြတ်နေတယ်ဆိုတော့အဲ့ဒါပြောတာစကောဒီအော်ကဘာတွေပြတ်ကုန်ပြီကဘာတွေပြိုးကုန်ပြီအဲ့လိုနေတာဖြစ်နေတာအဲ့နေရာကိုစစ်ကူပို့ဖို့သူတို့စ조사နေတာကာလတော်တော်ကြာပြီ အခါတတော်အေအနေနဲ့ပါတော့ဒီနေရာကိုပိတ်မယ်ဆိုပြီးတော့စဉ်းစားလိုက်တာနဲ့အဲ့နေရာကနေစစ်ကောင်စီထွက်လို့ကိုမရဘူးဖြစ်နေတယ်ဒီနေရာကိုဖျက်မယ်လို့စဉ်းစားလိုက်တာနဲ့အဲ့နေရာမှာစစ်ကောင်စီဘလုံးမှဖောက်ထွက်လို့မရဘူးဖြစ်နေတယ် အခုအဲ့လိုအနေထားမျိုးကိုစစ်ကောင်စီကြုံနေရတယ်အခုလည်းအင်အားတွေထပ်ပို့ထားတယ်ဘလောက်တည်ုံမလဲဘလောက်ပြေးရအောင်မလဲကျွန်တော်တို့နားဆွင့်နေုံပဲပေါ့နော်အဲ့တော့2025ခုနှစ်ဇန်နဝါရီလကနေစပြီးတော့မကွေးပဲခူးအေရဝတီတိုင်းကိုအာခတ်တော်အေကဒါ PDF တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ထိုးစစ်စင်တာတွေလှုပ်လာတယ်ပေါ့နော်အဲ့တော့အုတ်ရှိပင်မြို့နယ်တွေကကပ္ပစာ6နဲ့ဗဒန်းမြို့နယ်တွေကကပ္ပစာ7နေရာတွေနားထီကို A နဲ့ပူးပေါင်းတပ်တွေကထိုးစစ်တွေကပေါ့နော်ဒီထိုးစစ်တွေကပို့ပြီးတော့တဖြည်းဖြည်းနဲ့နီးကပ်လာတယ်ပေါ့နော်တချို့ရက်တွေမှာဆိုရင်ဒီကပ္ပစာတွေကဘန်ဂါလိုနေရာမျိုးတွေတောင်မှပဲ ဒါလက်နက်ကြီးနဲ့ဒါလက်နက်ကြီးတကန်းအကွာတီရောက်လို့ပြစ်ခတ်လို့ရတာလည်းရှိတယ်ဗောနော်အဲ့လိုပုံစံမျိုးတွေဖြစ်နေတဲ့အနေအထားဆိုတော့စစ်ကောင်စစ်ဘက်ကဒီကဖတ်ဆိုင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးတော့ထိတ်လန့်ကြောက်ရွံ့နေမှာသိကြတယ်။နောက်ပြင်းမကွေးနဲ့ပဲခူးမှာရှိတဲ့တကာအေယာဝတီမြစ်အနောက်ဖက်ချမ်းမှာလည်းကဖတ်ဆာ16ဆိုတာရှိသေးတယ်။အဲ့တော့စစ်ကောင်စီရဲ့အသက်သွေးကြောဖြစ်တဲ့ဒီကဖတ်ဆာ6ကဖတ်ဆာ14ကဖတ်ဆာ16ပြင်ကဖတ်ဆာ22အဲဒီလိုနေရာမျိုးတွေကတဖြည်းဖြည်းနဲ့အာခတ်တက်တော်အင်းနဲ့ပူအောင်တက်ဖွဲ့တွေရဲ့ထိုးစစ်ကနေပြီးတော့ချင်းချောက်ခံနေရတဲ့အနေအထားကြုံနေရပြီ။ ဒါဟာအားရစရာကောင်းတယ်ဗောနော်ဒီကဖဆလည်းတခုရှိတာဗောနော်ကဖဆတွေကတခြားတည်ရင်ဌာနချုပ်တွေလို့တော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့အဲဒီ area အကျယ်ဝန်းအားဖြင့်ဗောနော်ဧကထောင်နဲ့ချီတောင်းနဲ့ချီတဲ့ကဖဆကြီးတွေရှိတယ်ဗောနော်အဓိကမြေ area အကျယ်အဲ့တော့အင်းအားအရာမှာတုံးပြီးတော့ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင်တော့မှပဲတော်တော်မလွယ်ကူတဲ့အနေထားဒါပေမဲ့စစ်ကောင်စီကလည်းအဲ့ဟာမျိုးကိုမျောတွေးပြီးတော့အင်အားတွေထပ်ပြီးတော့ဖြည့်တင်းထားတယ်။ဒီကမ္ဘာစတွေအနီးဝန်းကျင်မှာရှိတဲ့တပ်တွေကနေပြီးတော့အင်အားတွေပို့လာရရှိသလိုအခြားနယ်ဝေ ီကဖဆာနဲ့မနီးတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကနေလဲဒီကဖဆာတွေကိုအင်အားတွေဖြစ်တင်းနေတာရှိတယ်ဒါပေမဲ့သူတို့ဖြစ်တင်းနေတဲ့အင်အားတွေကတိုက်ခိုက်ရင်အင်အားမဟုတ်ပဲနဲ့တော်တော်များများကလက်ယုံတပ်ဖွဲ့တွေကအင်အားတွေဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်စစ်သားဆိုတဲ့အတွက်တနတော့ဂိုင်ဘူးတယ်ပစ်ဖူးတယ်အဲဒါမျိုးပုံစံမျိုးတော့တေချာပေါ့အနည်းဆုံးလုံနိုင်လိမ့်မယ်။သူကသူတိုက်ပွဲတွေရောက်မှပြေးတာတပိုင်း။တနက်တွေလွတ်ပြစ်ပြီးတော့ထားခဲ့ပြီးတော့ပြေးတာတပိုင်းပေါ့နော်။ဒါပေမဲ့အဲ့အင်အားကိုတော့ကျွန်တော်တို့ဒါတိုက်မယ်ဆိုရင်ထက်တွက်မှအနေထားပဲ။ ဒါကြောင့်မလို့ခုနပြောလို့တော့ဒါဒီကဘာစားတွေအတွင်းထဲထိဝင်ရောက်တိုက်ခိုက်နိုင်မှုဒါမှမဟုတ်လေဒါဒီနေရာတွေကိုတိမ့်ပိုက်နိုင်မှုအတွက်ကတော့လွယ်ကူတဲ့အနေအထားတရတော့မဟုတ်သေးဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကရှမ်းမြောက်မှာအပြစ်ရက်ခဲ့ပြီးတဲ့နောက်မှာပေါ့နော်။သူအဓိကဖိတဲ့နေရာတွေထဲမှာဒီအာရခတက်တော် AA ထိန်းချုပ်ထားတဲ့နေရာတွေကထိတ်ဆုံးကပါတယ်။ထိတ်ဆုံးကပါတယ်။မိုးကုံမိုးမေကိစ္စပါမယ်။အညာဘက်ကအဖွဲ့တွေပါမယ်။ပြီးရင်အာရခတက်တော် AA ထိန်းချုပ်ထားတဲ့နေရာတွေပါမယ်။အဲဒီလိုနေရာမျိုးတွေကိုသူကအဓိကထားပြီးဖိနေတာဖြစ်တဲ့အတွက် ချို့နေရာတွေမှာဆင်ရားတွေတိုးချဲ့ပြီးတော့စစ်ကြောင်းထိုးတာတွေဇက်တိုက်လှုပ်လာတယ်။တောက်ဖြူကအခြေအနေဆိုကြည့်ရင်သိသာစီတယ်ပေါ့နော်။အဲမင်းပြင်းတို့ဒါတိုင်းချောင်းတို့အဲဒီလိုနေရာမျိုးတွေပေါ့နော်။အဲလိုနေရာမျိုးတွေအထိကိုတို့စစ်ကြောင်းတွေထွက်ထိုးတာတွေတို့တောက်လျှောက်လှုပ်လာတယ်။ထိုးနိုင်မှုအတွက်ကိုလည်းအင်အားတွေတောက်လျှောက်ပို့တယ်။အခုစစ်တွေစစ်တွေကိုလည်းတို့အင်အားတွေထပ်ပြီးတော့ပို့ပြန်ပြီပေါ့နော်။အဲလိုပုံစံမျိုးနဲ့တောက်လျှောက်လှုပ်နေတယ်။ပြီးရင်ဒါတောင်ကုတ်တောင်ကုတ်ဘက်ကိုသွားဖို့အတွက်ကိုလည်းတို့စူးစမ်းနေတာဖြစ်တဲ့အတွက်ပေါ့နော်။ညောင်ကျိုးဒါဆင်လန်းဒီနေရာတွေကနေပြီးတော့အင်အားတွေလည်းဇက်တိုက် ဇက်တိုက်ဆိုသလိုဒါပို့ဆောင်နေတော့မယ်ပေါ့နော်အဲ့တော့ဒီဟာတွေကိုလည်းကာရအောင်ပါအဲပြီးရင်သူတင်းရမယ့်နေရာတွေလည်းရှိသေးတယ်အေးအနေနဲ့ပေါ့နော်ဒါကြောက်ဖြူစစ်တွေမှန်အောင်နီနီယာ၃ခုလည်းရှိသေးတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကလည်းဒီနေရာတွေကိုရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့သူကဒါရွေးချယ်ထားတာပေါ့နော်ဒါတတ်မှတ်ထားတာဖြစ်တယ်အဲ့တော့အဲ့နေရာတွေကိုလည်းအေးကတင်းဖို့ကြံသေးတယ်ပြီးရင်ဝင်လာနိုင်တဲ့လမ်းကြောင်းတွေကိုလည်းကာဖို့ပိတ်ဖို့ကြံသေးတယ်ပေါ့နော်ဒါကြောင့်မလို့ဆက်ပြီးတော့ တိုးနိုင်ရည်ရှိသလားဆိုရှိတော့ရှိတယ်ဘာကြောင့်ရှိရလဲဆိုတော့ A ကခန်းစစ်ပုံစံမျိုးကစားတာရှိတယ်အဲဒါပြင်လိုအပ်ရင်နောက်ကိုဆုတ်ပေးလိုက်တာရှိတယ်ပြီးမှဒါတံပြန်တိုက်စစ်တံပြန်ထိုးစစ်အနေနဲ့ပေါ့နော်ဒါမျှော်မှန်းထားတဲ့နေရာရည်အထိကိုဒါဆက်ပြီးတော့တင်ပိုက်နိုင်ခဲ့တာတွေလည်းရှိတယ်ပေါ့နော်အဲတော့ကြတော့အခြေအနေကတော့အများကြီးပြောင်းလဲနိုင်ရည်ရှိတယ်တီးတန့်ပုံစံမျိုးနဲ့ဒီကပ္ပဆာတွေကိုတိုက်ခိုက်ဖို့တော့ ဒီလက်ရှိအခြေအနေမှာတော့တိတ်လွယ်ကူသေးတဲ့အနေထားတော့မဟုတ်ဘူးလို့ဒါသုံးသပ်ရနိုင်မှာပေါ့နော်။ဘာပဲဖြစ်ဖြစ် Architect.a နဲ့ PDF ပူးပေါင်းအဖွဲ့တွေကဒီနေထားတိရောက်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာဟာတော်တော်လေးချီးကျူးရမှာဖြစ်တယ်။ဘာကြောင့်လဲခုနပြောလို့စစ်ကောင်စီကသူဖိစရာနေရာတွေညှော့လာတဲ့အခါဒီဘက်ချမ်းတွေကိုပို့ပြီးတော့ဖိတယ်။ဒီကြားထဲကမှအခုလို့ဒါစစ်ကောင်စီရဲ့စခန်းတွေခြေရွာတွေပေါ့နော်ဒီလိုနေရာမျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်ထိမ့်ချုပ်ထားနိုင်တာကအားရစရာကောင်းလာတယ်ပေါ့နော်။အဲ့တော့လာမယ့်ကာလမှာ Architect.a နဲ့ ဒါ PDF တက်ဖွဲ့တွေကဘယ်လိုမျိုးစီးရေးစီမံချက်တွေထပ်ပြီးတော့အကောင့်ထဲပုံမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဂျာဖျန်နဲ့ပတ်သက်လို့လည်းပြောရမယ်ဒီဂျာဖျန်ဒီဇင်ဘာ၄ရက်နေ့မှာပေါ့နော်ဒါအမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီကဂျာဖျန်နိုင်ငံခြားသားလိန်လယ်မှုဂိုင်းတွေကိုဖြုတ်ခွဲရေးဥပဒေအဲ့ဥပဒေကိုအတည်ပြုလိုက်တယ်ဒီအောက်လွှတ်တော်ကနေအတည်ပြုလိုက်တယ်ဆိုတဲ့ပုံစံမျိုးထုတ်ပြန်ထားတယ်ပေါ့နော်အဲ့တော့ဒီဥပဒေကျမ်းကိုဒါဒီမိုကရက်နဲ့ဒါရီပဘလစ်ကန်ပါတီနှစ်ခုလုံးကထောက်ခံခဲ့တယ်ပေါ့နော်2023ခုနှစ်ကနေစပြီးတော့ဒီဂျာဖျန်ဒါနိုင်ငံခြားသားလိန်လယ်တဲ့အွန်လိုင်းလိန်လယ်တဲ့ ိုင်းနေပေါ့နော်ပြီးရင်သူတို့ကိုကာကွယ်ပေးနေတဲ့အကျင့်ပြတ်တဲ့အစိုးရမင်းအောင်လှိုင်ကိုတဲ့ပြီးပြောကြမင်းအောင်လှိုင်ပေါ့နော်အဲအဲ့လိုကောင်မျိုးတွေအဲ့လိုအစိုးရတွေကကာကွယ်ပေးထားတာကြောင့်မလို့အမေရိကန်နိုင်ငံသားပေါ့နော်ဒါအများကြီးကဒါဘီလီယံနဲ့ချီဘီလီယံနဲ့အများကြီးဒါချီပြီးတော့ဒါဆုံးရှုံးခဲ့တာတွေရှိတယ်ဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ကြတယ်အဓိကအဲ့လိုပေါ့ဒါကိုယ့်ရဲ့တသက်တာလုံးစုဆောင်းရှာဖွေခဲ့သမျှအရာတွေအကုန်လုံးကအာလုံးဝမျက်စိတမိတ်အတွင်းမှာချက်ချင်းပြောက်ွယ်သွားတာမျိုးတွေဘလောက်တောင်မှစိတ်ဆင်းရဲလိုက်မယ်ဘလောက်တောင်မှ ကိုကိုတက်တဲ့ခြင်းစိတ်တွေတောင်ပေါက်လိုက်မလဲပေါ့နော်တသက်လုံးဒီမျောလင်းချက်နဲ့ပေါ့ဗျာဒါအငိမ့်စားတွေဆိုလဲအဲ့တိုင်းပဲပေါ့နော်တို့တသက်လုံးစူဆောင်းထားခဲ့တဲ့ဟာတွေကလုံးဝမိနစ်ပိုင်းအတွင်းမှာအလိမ့်လဲခံလိုက်ရတာမျိုးတွေပျောက်ကွယ်သွားတာမျိုးတွေဆိုတော့အယံကိုထိနာစေတယ်အဲ့တော့ဒီဟာရဲ့အကျိုးဆက်ကမင်းအောင်လိုင်းတော်တော်လေးအကျိုးနည်းမဲ့အဖြစ်မျိုးကိုမြင်နေရတယ်ဘာကြောင့်လဲဆိုတော့အမေရိကန်ကလည်းသိတဲ့အတိုင်းပဲဘယ်နိုင်ငံပဲဖြစ်ဖြစ်သူ့ရဲ့နိုင်ငံသားကိုမင်းမင်းအောင်လိုင်းလွှဲလို့ဘယ်နိုင်ငံပဲဖြစ်ဖြစ်သူ့ရဲ့နိုင်ငံသားကိုထိခိုက်လာပြီးဟေ့ဆိုတဲ့ခါကျရင်ဘယ်သူမှမခံဘူးပေါ့နော် ်အဲအဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ပေါ့နော်ဒါဒီဥစ္စာနဲ့ပတ်သက်လို့တေချာပေါက်လက်တော့ပြန်လိမ့်မယ်အဲ့လိုလက်တော့ပြန်တဲ့အခါမှာဆက်ဆက်သမျှအကုန်လုံးခံစားရလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်အဓိကတော့ဒါမင်းအွန်လိုင်းကခုနပြောလို့ပေါ့နော်သူကတော့သူ့နိုင်ငံသားကိုသူကိုယ်တိုင်ပြန်ပြီးတော့ဒုက္ခပေးနေတဲ့ကောင်အေးအဲ့လိုကောင်မျိုးမလို့လဲဒီဥစ္စာတွေနဲ့ဆက်ဆက်နေတာဒီဥစ္စာတွေကိုကာကွယ်ပေးနေတာအဲ့တော့ဒီလိုကောင်မျိုးကိုအခုအာတဖြည်းဖြည်းနဲ့ပေါ့နော်ကြာဆုံးကန်းနေမြင်တွေ့နေရပြီဆိုတော့ဟာကိုလေဒါယူဆလို့ရတယ်ဒီနီလန်းနဲ့ကိုပဲသူကပြုတ်ကျသွားနိုင်တယ်ပေါ့နော်ဒီနီလန်းနဲ့ကိုပဲသူက ဒါဒုက္ခများသွားနိုင်တယ်အဲ့တော့တရုတ်စံနဲ့ပတ်သက်ရင်အရေးကြီးတယ်ပြီးတော့တရုတ်စံနဲ့ပတ်သက်လို့ဒါတသက်အချက်လက်ဘာညာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်တို့ဒါတာဝန်သိသိနဲ့အဖြန့်ဝေပေးဖို့လိုတယ်ဖော်ထုတ်ပေးဖို့လိုတယ်ပေါ့နော်အခုဆိုရင်စစ်ကောင်စီကဒါမင်းလက်ပံမင်းလက်ပံဒီကြားဖြန့်ဆိုင်ကို KNL ကဒါဥဆောင်ပြီးပေါ့နော်ဆိုတော့စစ်ကောင်စီတက်လက်ဦးမှုရယူပြီးတော့ဒါဝင်စည်းလိုက်တဲ့ခါကျတော့စစ်ကောင်စီကလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်ဖြစ်သွားလို့အခုဆိုအဲ့နေရာကိုအသေးလေးစစ်ကြောင်းနေထိုးနေတာ စစ်ကြောင်းတွေထိုးနေတာစစ်ကြောင်းတွေထိုးနေရမှဒါလုံးဝမင်းလက်ပံဆိုရင်ဒါဟိုနေ့ကဒါရက်ပိုင်းဆိုရင်ဒါကျွန်တော်တောက်လျှောက်တောက်လျှောက်လက်နေကြီးအကြီးပြစ်တဲ့ဟာတွေပေါ့နော်တောက်လျှောက်ညနဲ့တကောင်အထိကိုကြားနေရတာဖြစ်တယ်ပေါ့နော်အခုဆိုလဲအဲ့မင်းလက်ပံနေရာကိုရဖို့အတွက်အဲသူတို့ရဲ့ဒါအရင်ထိုးတဲ့စစ်ကြောင်းနေရာတွေကနေပြီးတော့အဆင်မပြေတဲ့အခါနောက်ထပ်စစ်ကြောင်းတစ်ခုအနေနဲ့နောက်ထပ်နေရာတစ်ခုကနေထိုးစစ်ဆင်လာနေတာတွေရှိလာနေတယ်ပေါ့နော်အဓိကတော့ KNU ထိမ့်သိမ်းထားတဲ့ဒီကြားပြတ် site တွေရှိရမင်းလက်ပံကြေးရွာကိုပြန်ရဖို့အတွက်စစ်ကောင်စီကရတိကူဘက်ကနေပြီးတော့စစ်ကြောင်းထိုးတာတွေ ပြုတ်လုံနေတာဖြစ်တဲ့အတွက်အတော်လည်းတက်ဖွဲ့တွေနဲ့တင်းတွင်းမှုတွေပြင်းထန်နေတာပေါ့နော်။ဒါဟာလည်း KNL ကပေါ့နော်။ဒါ DGB အဖွဲ့တွေရှိတဲ့ဒီမင်းလက်ပံကြားဖြန့် site တခုကိုဝင်ရောက်စီးနင်းပြီးရဲ့နောက်ဆိုပါကြားဖြန့် site နဲ့ဆိုင်နဲ့အချက်လက်တွေကိုနိုင်ငံကစီဖွင့်ချမှုတွေပြုတ်လုံခဲ့တာဖြစ်တယ်။ဒါတွေကသူတို့အတွက်မကန်စားနိုင်ဘူးမကန်စားနိုင်ဘူးဘလုံးဝမကန်စားနိုင်ဘူး။အဲဒီလိုတော်လိုင်းအင်အားစုတွေဘက်ကထိန်းသိမ်းထားတဲ့ကြားဖြန့် site ရှိရာမင်းလက်ပံကြေးရွာကိုပြန်ရဖို့အတွက်စစ်ကောင်စီက BGN အကူအညီနဲ့ပေါ့နော်။တဝင်းမှာ27လောက်ကနေစပြီးတော့စစ်ကြောင်းထိုးတာတွေပြုတ်လုံခဲ့တယ်။တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်။ မြေပြင်ဒါမျက်မြင်ဒါတွေ့ရှိချက်တွေအရာဆိုရင်တပ်ဖွဲ့တွေပြောပြချက်အရာဆိုရင်မျက်မြင်ကိုပဲဒါ၈ယောက်ကျော်လောက်တည်ဆုံးတာတွေရှိတယ်အဲအထိနာတာတွေလည်းရှိတယ်ပေါ့နော်အဲနွေမှာ21 22လောက်ကဒီကောင်းနေအရန်တိုးတော့တိုက်ပွဲဖြစ်သေးတယ်တဲ့အဲ့ပွဲတွေမှာလည်းမျက်မြင်ကို၈ယောက်ကျော်တယ်တည်သွားတယ်ပေါ့နော်ပြီးတော့ဒါတန့်သွားတယ်ပေါ့နော်အဲ့ပြီးတဲ့နောက်မှာတော့ဒါစစ်ကောင်စီကအထိကိုက်များသွားတာကြောင့်မလို့သူတို့ရဲ့ ပုံမှန်ဆွေးကြောင်းထိုးတဲ့နေရာကိုရက်တံပြီးတော့တခြားတနေရာကနေလှည့်ပတ်ပြီးတော့ဆွေးကြောင်းထိုးဖို့စူးစမ်းလာတာဖြစ်တဲ့အဲ့ဒီလမ်းကြောင်းကရေသိကူဘက်ကနေတဆင့်လာတဲ့လမ်းကြောင်းဖြစ်တယ်ဗောနော်အဲ့တော့အဲ့ဒီရေသိကူဘက်ကထိုးတဲ့ဆွေးကြောင်းတွေကိုလည်းမြဝီကနေပြီးတော့တဆင့်ဗောနော်မြဝီကတက်ကနေပြီးတော့တဆင့်ဒါအင်အားဖြစ်တင်တာတွေပြုတ်လို့တဲ့မြေပြင်ဆွေးကြောင်းတွေကိုအကဲဆန်းတဲ့သဘောနဲ့ဒါလက်လက်ကြီးဒရုန်းတွေပုံမှန်အသုံးပြုပြီးတော့ဆွေးကြောင်းထိုးဖို့စူးစမ်းနေတာတွေသိရတယ်ဗောနော်အဲ့တော့ဒီကောင်တွေကလည်းဒါရေသိကူဘက်ကနေပြီးတော့ထိုးနေတာဗောနော်အခုထိုးနေတာအဲမင်းလက်ဘက်ကတိုးလို့မရတော့ရေသိကူဘက်ကိုပြောင်းပြီးတော့တိုးတာအတိကလက်လက်ကြီးနဲ့ပဲပြစ်တာ လက်နဲ့ကြီးနဲ့ပဲပြစ်ပြီးတော့မီတာ100လောက်တိုးလိုက်ဒီဘက်ကပြန်ပြည့်ရင်ပြန်ဆုပ်သွားလိုက်နဲ့လုံနေတာဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီနေရာကိုအသက်တမျှသူ့အတွက်ရေးကြီးနေတာအဲခုနလိုဗောနော်ကုံစီလမ်းကြောင်းဖြစ်လဲရေးကြီးသလိုဒါဒီကြားဖြန့် site ဖြစ်တဲ့အတွက်တို့တက်တည်ဖြောက်ဖို့လဲလိုတယ်ဗောနော်ဒါမှမဟုတ်လဲတက်တည်ချက်လက်တွေကတော့ဝဒါရသွားပြီပြီဗောနော်ရသွားပြီပြီဒါစစ်ကောင်စီအနေနဲ့ဗောနော်ဒီဟာနဲ့ပတ်သက်လို့ခံစားရဖို့ပဲရှိတယ်ပြီးတော့ဒီတနေရာတဲ့လုံနေတာမဟုတ်ဘူး ထက်လာအောင်မယ်ဗောနော်ထက်လာအောင်မယ်စက်ကောင်စီလည်းဒါကိုတိလာဖြစ်တဲ့အတွက်ဗောနော်အခုဆိုရင်ဒါတိုက်တွေဖြိုချတဲ့ပုံစံမျိုးတွေဆလုံနေပြီဗောနော်ဖြတ်နေပြီတက်သိတွေဖြောင်းနေပြီပြောရဒီဟာနဲ့ပတ်သက်လို့သူတို့အတွက်တကယ်အရေးကြီးပါတယ်ဆိုတော့ခေါင်းခေါင်းနေအကြီးပိုင်းတွေကိုသူတို့ရွှေ့ထားပြီးပြီရွှေ့ထားပြီးမြို့ပေါ်နေရာတွေရောက်ကုန်ရန်ကုန်လိုနေရာမျိုးတွေမန္တလေးလိုနေရာမျိုးတွေရောက်ကုန်တကယ်ကြားဖြတ်နေအဲ့လိုမျိုးနေထားတဲ့ထိဖြစ်ကုန်ပြီဗျာအဲ့လိုကာကွယ်ပေးထားတာစက်ကောင်စီကအဲခုနပြောတဲ့အချင်းပြက်အစိုးရတွေရဲ့ကာကွယ်ပေးမှုဆိုတာမင်းအောင်လှိုင်အောင်ပြောတာ အဲဒါကြောင့်မလို့ဒီဟာတွေပို့ပြီးတော့အတီးပြုတ်ပြီးတော့ဒါရေးယူမှုတွေပို့ပြီးတော့လှုပ်လာပြီးဆိုတဲ့အခါတွေအဲဒါတွေမြင်မြန်ဆန်ဆန်ဖြစ်လာဖို့လိုတယ်အဲ့လိုဖြစ်လာမှဒါမင်းအောင်လိုင်းကြာဆုံးခန်းတွေကိုကျွန်တော်တို့မြင်မြန်ဆန်ဆန်တွေ့ရမှာဖြစ်တယ်ဗောနော်အဲ့တော့တာဝန်သိသိနဲ့ပဲကျွန်တော်တို့ဆက်ပြီးတော့ပြောကြမယ်ဆိုကြမယ်ဖြန့်ဝေကြမယ်မျှဝေကြမယ်ဖော်ထုတ်ကြပါမယ်ဗောနော်အဓိကတော့ဒီအာနာရှင်စနစ်မြင်မြန်ခြုံငိမ့်ဖို့ရေးကြည့်တယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်